ငလျင်လှုပ်ခတ်မှုကြောင့်ပေါ်လာခဲ့တဲ့ရင်နန်းတော်ကြီးကိုစတင်ဒုဖော်မှုများပြုလုပ်ပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြေစလိုက်ပါတယ်မလ28ရက်နေ့က9တသမ9ပြင်းရရှိတဲ့ငလျင်လှုပ်ခတ်မှုကြောင့်စကိုင်းနယ်အင်းဝါမြို့ကြားမြေသားတွေအကွဲကုန်ပြီးရှေးဟောင်းအစာဦးကြီးတစ်ခုကထူးဆန်းစွာပေါ်လာခဲ့တာပဲဖြစ်ပါတယ်အရင်အစာဦးကြီးဟာရှေးဘရင်ရဲ့လက်ထက်ကအသုံးပြုခဲ့ကြတဲ့ရင်နန်းတော်ကြီးဖြစ်မယ်လို့ဒေသခံတွေနဲ့ရှေးလူကြီးတွေကထင်ကြေးပေးနေကြတာပါ မြန်မာနိုင်ငံရဲ့အင်အားကြီးငလျင်ကြောင့်လမ်းတွေအထက်မြင့်အဆောက်အဦတွေဘာသာရေးအဆောက်အဦတွေများစွာပြည့်စည်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။မြန်မာရုံရရင်ကျေးမှုအမွေနှစ်တွေများစွာဆုံးရှုံးလိုက်ရတဲ့လုံပြည်သူလူထုရဲ့အသက်ဝင်းစည်းစိမ်တွေလည်းပြည့်စည်သွားခဲ့ရတာပေါ့။မြေကြီးတွေလည်းအကွဲကုံကချော်ရီတီတောင်ထွက်လာကုန်တာပေါ့။ဒါအပြင်သခိုင်းနဲ့အင်းဝမြို့ကြားမှာတော့မြေကြီးအကွဲချောင်းထဲမှာမှရှေးဟောင်းအဆောက်အဦကြီးတစ်ခုကိုဒေသခံနေသူနေသားတွေကတွေ့ရှိခဲ့ပြီးအင်တာနက်ပေါ်သို့မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့အင်းဝါမြို့နယ်အတွင်းမှာပေါ်ပေါက်လာခဲ့တဲ့ဆိုပါရှီအောင်အဆောက်အဦကြီးဟာလူအများရဲ့စိတ်ဝင်စားမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ဒေသခံတွေကတော့ဒီအဆောက်အဦကြီးကရဲရဲခင်းကရင်နန်းတော်ဖြစ်တယ်လို့ပြောလာကြတာပဲဖြစ်ပါတယ်။ရှီအောင်နောက်ဖြစ်ပြောစကားတွေအရလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကအင်းဝါနယ်မြေမှာရှင်ဘရင်မြို့နယ်မြစ်နေအုံဖြိုးကြတဲ့ရင်နန်းတော်တွေတရှိပြီးတဘာဝဘေးတွေကြောင့်ပျောက်ကွယ်ကုန်ကြတယ်လို့ဆိုရိုးတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့အင်အားပြင်းငန်လျင်ကြောင့်ဆိုပါဖြတ်ခွဲခဲ့တဲ့ရင်နန်းဒော်ရီဟာပြန်လည်ပေါ်ပေါက်လာပြီးဆိုပြီးထူဆန်အောင်နေကြတာပဲဖြစ်ပါတယ်။ရင်နန်းဒော်ဆိုပေမဲ့ရေရွေနဲ့တိဆောက်ထားတဲ့နန်းဒော်မဟုတ်ဘဲရေကစားဖို့ရာစီမံဆောက်လုပ်ထားတဲ့အပူရှောင်အပန်းဖြေအဆောက်အဦတွေပေါ့။ရှင်ဟောင်းအဆောက်အဦတွေဖြစ်တဲ့အတိုင်းမြေအောက်မှာနှစ်ပေါင်းများစွာနင်းမြောင်းနေပေမဲ့ဒုရေခိုင်မာစွာနဲ့တည်ရှိနေသေးတာပဲဖြစ်ပါတယ်။ဒီအစာအုပ်ကြီးကိုတချို့ကတော့ရင်းနှန်းတော်လို့မယုံကြည်နိုင်ကြပါဘူး။အင်္ဂလိပ်ခေတ်ကကြံနေခဲ့တဲ့တာမန်အစာအုပ်တွေသာဖြစ်မယ်လို့ထင်ကြပေးလာကြတာပဲဖြစ်ပါတယ်။ ရေနံတော်မဟုတ်ရင်တော့ရှင်းအောင်စာအုပ်ကြီးဖြစ်တာကြောင့်တမောထားထိမ့်သိမ်းရမယ်စည်းဝင်အမွေနဲ့တခုဖြစ်လာနိုင်တဲ့ဆိုကောင်မှတ်ချက်ပေးလာကြပါတယ်လက်ရှိမှာတော့နိုင်ငံတော်ဆိုင်ရာရှင်းအောင်အမွေနဲ့ထိမ့်သိမ်းရေးအဖွဲ့အစည်းတွေနဲ့ရေနံတော်ကြီးကိုရုံလုံးပေါ်အောင်ဖော်ထုတ်တူဖော်ရေးတွေပြုလုပ်နေကြပြီပဲဖြစ်ပါတယ်ရေနံတော်ကြီးပေါ်လာကစားမှာတော့လူအများသွားရောက်လေ့လာနိုင်ခဲ့ကြပြီမယ်ခုချိန်မှာတော့အပြင်လူလေ့လာခွင့်တွေပိတ်လိုက်ကြပြီပဲဖြစ်ပါတယ် ရှင်းအောင်စာအုပ်ကြီးဖြစ်တာကြောင့်ထိုအစာအုပ်ထဲမှာတမိုးကြီးပစ္စည်းတွေရှိနေလောက်သေးတယ်လို့ထင်ကျေးပေးနေကြတဲ့သူတွေကလည်းခံမြများရဲ့ပေါ့။ဒါအပြင်တချို့ကလည်းတပောင်းတွေမှာဟော့ကိန်းထုတ်ထားသလိုအခုချိန်မှာမှန်တကယ်ဖြစ်လာပြီဆိုပြီးဘေးရင်တွေတပောင်းပညာတွေအရဝန်းသာနေကြတာပဲဖြစ်ပါတယ်။အင်ဝါမြို့မှာ UNESCO သတ်မှတ်ခြင်းခံခဲ့ရတဲ့မေနုအုပ်ကြောင့်ကြီးပျော်ကြပျက်စီးသွားခဲ့ရလို့နှမျောတသဖြစ်မိနေကြပေမယ့်အခုလောနောက်ထပ်ရှင်းအောင်မွေးနေ့တစ်ခုပေါပေါလာလာဟာနိုင်ငံသားခီးသားတွေကိုဆွဲဆောင်နိုင်မယ်။ရှင်းအောင်မွေးနေ့တစ်ခုဖြစ်လာနိုင်တယ်လို့မှတ်ချက်ပေးနေကြတာပေါ့။အခုချိန်မှာတော့ အရင်စာဝကြီးကိုစတင်တူဖော်နေကြပြီဖြစ်လို့လူအများထင်ကျေးပေးနေကြသလုံးရင်းနှန်းဒေါ်လာတာမန်ရှင်းအောင်စာဝလာဆိုတော့မကြခင်ချိန်မှာပဲခွက်ခွက်ပြပြသိရတော့မှာပဲဖြစ်ပါတယ်ဘရိတ်တိုအနေနဲ့ရောစတင်တူဖော်နေပြီဖြစ်တဲ့မြေအောက်ကစာဝကြီးဟာရင်းနှန်းဒေါ်ကြီးဖြစ်နေမလားဆိုတော့ခံမှန်းပေးခဲ့ကြပါအောင်နော်အလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းမျိုးကြောင့်ကွယ်လွန်တော်ခဲ့ရတဲ့သူတွေလည်းခေါင်းရပုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုညေကဲဆဲထောက်ပံ့ပေးသူအလုံးကိုဂျေဆုထုတ်ပေးတင်ရှိကြောင်းပြောကြားရင်းနဲ့နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ